ရင်ထင်းရင်းနဲ့ထွက်ပြေးတဲ့မော်တော်ကားကြောင့်နိုင်ငံခြားကားတွေကလည်းရုပ်ရှင်ဆက်ဆံဖြစ်ခဲ့တဲ့ရန်ကုန်မြို့ပါရမီလန်ကားဖြစ်စဉ်မင်္ဂလာပါရှင်ကျမတို့ရဲ့ပေးကနေပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီနေ့မှာတော့ရန်ကုန်မြို့ရဲ့ထင်းရလမ်းမကြီးပေါ်မှာဖြစ်ပေါ်ခဲ့ပြီးမြင်ရသူတိုင်းကိုတည်တည်ရင်ပေါ်ဖြစ်စေခဲ့တဲ့ဖြစ်စဉ်တစ်ခုအကြောင်းကိုပြောပြကြပါမယ်ကြာတာမန်ရှင်တိုင်းမှုရင်ကျောပိတ်ဆို့မှုသတင်းတစ်ခုမဟုတ်ပဲဟောလိဝုဒ်အရှင်ကားတကားကိုမြန်မာပြည်ရဲ့လမ်းမပေါ်မှာဓာတ်ရိုက်ကြည့်ရှုလိုက်ရသလိုခန်းစားရစေတဲ့ဖြစ်အမှန်တစ်ခုပါပဲ ီဖြစ်စဉ်ကိုလမ်းသွားလမ်းလာတယောက်ကဗီဒီယိုမတန်းတင်ထားနိုင်ခဲ့ပြီးအခုဆိုရင်တော့အဗီဒီယိုဖိုင်ဟာအင်တာနက်စာမျက်နှာပေါ်မှာလူပြောအများဆုံးပြည့်နေမှုအများဆုံးအကြောင်းအရာတခုဖြစ်နေပါရဲ့ရှင်ဖြစ်စဉ်ချင်းကတော့ရန်ကုန်မြို့ပါရမီလမ်းမပေါ်မှာတာဝန်ကျနေတဲ့ရင်ထင်းရဲတအုပ်ကဟိုက်ချန်ကားတစ်စီးကိုတန်တရားရှိလို့ရက်တန့်စစ်ဆေးဖို့စူးစမ်းခဲ့ပါတယ်။ဂျိုင်းမဲကားမောင်းသူကမရက်တန့်ပေးတဲ့ပြင်အချိန်နဲ့ထွက်ပြေးဖို့စူးစမ်းခဲ့တာကြောင့်တားဆီးနေတဲ့ရင်ထင်းရဲဟာလမ်းဘေးမှာမလို့တန်းတွေကလိုက်ပါသွားပြီးရောဒီလိုတိုက်ပါသွားခဲ့တဲ့အလုံးအမင်းအနေနဲ့များတဲ့မြင့်ကွင်းကိုတွေ့ခဲ့ရပါတယ်။ ရုပ်ထဲမှာတော့အသက်ကိုဗာဒနာမထားဘဲနဲ့တာဝန်ချိန်ပြန်စွာနဲ့ကားကိုရပ်တန့်နိုင်အောင်ကြိုးစားနေတဲ့ရှင်ထင်းရဲ့တတိကိုချစ်ကြည့်နေကြသလိုနောက်ကနေတတိရှိရှိကားနဲ့ပိတ်ဆို့ပြီးတော့ကုညီခဲ့ကြတဲ့တက်စီရေမောင်းတဲ့အုပ်ရဲ့လောက်ရက်ကလည်းမြမပြည်သူတွေရဲ့ဖေးမှာကုညီတတ်တဲ့စိတ်သက်ကိုခင်းရဲစေပါတယ်ဒီပြည့်စင်ကကျမတို့ကိုမိကုန်းတစ်ခုထုတ်စေပါတယ်ဘာကြောင့်ရင်မောင်းကသူ့အသက်ရောတာဝန်ထမ်းဆောင်နေတဲ့ရေဝန်နဲ့တူရဲ့အသက်ကိုပါအနည်းငယ်ဖြစ်လောက်တဲ့ထက်ဖြတ်ပြီးဖို့စူးစမ်းကြရတယ်လေ ီနေရာမှာပဲကျမတို့နိုင်ငံရဲ့လက်ရှိခြေအနေတွေကိုပြန်သုံးသပ်ဖို့လိုလာပါရည်တိုင်းပြည်ရဲ့စီးပွားရေးကြက်တဲမှုတွေအလောက်ကန်ရှာပါမှုတွေနဲ့အခြားသောလူမှုရေးပြရာတွေကြောင့်ပြည်သူတို့ချွာစာဝတ်နေရေးအတွက်မလို့တဲ့တဲ့လုပ်တွေကိုရွေးချယ်လာတာကိုကျမတို့အားလုံးမျက်မြင်ကိုတွေ့ကြုံတွေ့နေရပါတယ်။ဒီလိုနောက်ကန်ခြေအနေတွေကြောင့်ပဲဒုစရိုက်မှုတွေတရားမဝင်လုပ်ငန်းတွေဟာအရင်ကထက်ပိုပြီးတော့များပြားလာခဲ့ပါတယ်။လူမှုကွန်ရက်သုံးဆွဲသူတွေရဲ့သုံးသက်ချက်တွေကဒီကောင်းမောင်းသူဟာတာမန်ရင်စီကန်ချိုးဖောက်မှုတစ်ခုတည်းအတွက်နဲ့ဒီလောက်ကြီးမားတဲ့စွန့်စားမှုမျိုးကိုလုံးမမဟုတ်ဘူးလို့ဆိုကြပါတယ်။ ကားပေါ်မှာဥပဒေနဲ့မလွတ်ခင်းတဲ့ပစ္စည်းတွေပါလာတာဂျာမားမဟုတ်ဖန်ဝင်ရန်ထုတ်ခံရတဲ့ဂျာစဝေသားတို့ပါဝင်လာတာမျိုးဖြစ်နိုင်ချေရဲများတွေလိုမန်းစနေကြပါရင်တာမန်လူတို့တယောက်အနေနဲ့ရင်တင်ရဲတားတာကိုမရရဲလောက်အောင်လူတယောက်ရဲ့တက်ကိုပါထိခိုက်စေနိုင်တဲ့အခြေပြုမှုခဲ့ခြင်းရဲ့နောက်ကွယ်မှာတာမန်ထက်ကြီးမားတဲ့အကြောင်းရင်းတစ်ခုရှိနေလိမ့်မယ်ဆိုတာကတော့သိကြတဲ့လောက်ပါပဲဒီပြေဟာကျမတို့ရဲ့ပဝင်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကိုထင်ရပြနေတဲ့မှန်ချက်တစ်ချက်နဲ့တူပါရင် ဂျပန်မှာတာဝန်ပေါ်လေးစားတဲ့ပြည်သူဝန်ထမ်းတွေအချင်းချင်းကူညီဖေးမတတ်တဲ့ပြည်သူတွေရှိနေတယ်လို့ဂျပန်မှာလည်းကိုလိုယုံမှုတွေပါမစိုးလို့ရတဲ့လူတွေများပြားတာကတော့စိတ်မကောင်းစရာအမှန်တရားတစ်ခုပါပဲပရိသတ်အနေနဲ့ရောဒီပြည်စင်ကိုဘလို့မြင်လဲဒီပြည်ရဲ့တွေထက်မဖြစ်အောင်ကျမတို့ဘာရီလို့တည်နေလို့ထင်ပါသလဲကွန်မန့်လေးထဲမှာလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အာဘီနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင် အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတောင်းမြတ်တာစကားလေးနဲ့ဆောင်ပါရင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်နောက်နေ့တွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါရှင်